Hello ကလေးတွေမမလားဒီနေ့မှာကလေးတွေသက်တမ်းရောက်ခြင်းဆိုတဲ့အကြောင်းလေးပြပြပေးပါမယ်ဖြစ်ပါတယ်။ကဲအဲ့ဆိုလို့ရှိရင်လည်းဟောင်းကြရအောင်နော်။ကောင်းပင်၌ဖြစ်ပေါ်နေသောသက်တမ်းရောက်ခြင်းများကိုကလေးတို့မြင်မှုကြမှာ။သက်တမ်းကိုအများအဖြစ်ဘဝကာလများတွင်တွေ့ရများပါတယ်။ကောင်းကင်တွင် လေကိုင်းတပံညှို့ကိုရည်ရောင်စင်များဖြင့်လှပစွာဖွဲ့စည်းတတ်သည်ဖြင့်ကြီးစုရသည်ကမျက်စိပရဒအလွန်လှ၏ပစုံတယောက်အနေဖြင့်ကောင်းကင်တွင်တက်တန့်ကိုမြင်တွေ့ပါကအပေါင်းအသင်းများကိုခေါ်ပြရလောက်ဒီမှလည်းအလုပ်တစ်ခုအပေါင်းအသင်းတငယ်ချင်းများကလည်းတက်တန့်ဆိုလျင် ဘုံမကြည့်ရှင်လို့မရှိဘူး။စေးရောင်ဆုံးတဘာဝပကြီးကတစ်ချက်ဟုဆိုနိုင်သည့်ရင်းတတန့်ရောင်စဉ်ကိုခလေးတိုင်းမမှတ်မမောကြည့်ရှုကြ။သူ့ရောင်စဉ်အမများကခလေးများကိုညှို့ယူခန်းစားထားသည်။ထို့သို့ညှို့ယူခန်းစားနိုင်ရန်တတန့်တွင်လလပပပါဝင်ဖွင့်စည်းထားသောရောင်စဉ်ခုနှစ်မျိုးပါရှိသည်။ဒီရောင်စဉ်ခုနှစ်မျိုးမှာခရမ်းရောင် ငဲနေရောင်ပြာရောင်အစင်းရောင်အဝါရောင်မြမောရောင်နဲ့အညာမျိုးဖြစ်ငဲရောင်စဉ်ခုနှစ်မျိုးဖြစ်လှပသောတက်တန်ကြီးဖြစ်လာအဘာဝပချီဆရာကညီတို့စေးချက်သားသမီးဆိုဒီမှာစိတ်ဝင်စားဖို့ဖြစ်တယ်တက်တန်ဖြစ်လာစဉ်တင်းငယ်သောမိုးရိပ်အမွန်အမွားများနဲ့မြေအောင်ကြီးတို့လိုအပ် ူသင်းငယ်သောမိုးရိပ်အမွန်အမွားများကိုကောင်းကင်ပြင်၌ပြန့်ကျဲနေခြင်းမြေအောင်ကြီးဆလိုက်ကထိုးလိုက်သောအခါကြည့်ရှု၍မဝနိုင်အောင်ဖပသည်ခုနှစ်ယောက်ချင်းတတန်များကိုဝေခြင်းများတတန်တွင်အယောင်ခုနှစ်ယောက်ထွက်ပေါ်လာအောင်မိမင်းကြီးကအယောင်ခုနှစ်မျိုးဖြင့်ဆလိုက်ထိုးလိုက်လေသလားဟုမြည်ရသည်ဖြစ်သည် မိမလာသောအလင်းရောင်သည်ရောင်စင်ခုနှစ်မျိုးမဟုတ်ပေကျုပ်ခွေးသောအလင်းရောင်တစ်မျိုးပင်ဖြစ်သည်သို့ဆိုသည်အဘဲကြောင့်တသက်ကိုရောင်စင်ခုနှစ်မျိုးထင်လာရသည်ကလေးတို့ဆက်ပြပူပေါင်းမှုဖူပါလားလားမိရောင်ထဲတွင်အချူရောင်ဆဝိုင်းပုံသက်တဲ့ဆက်ပြပူပေါင်းမှုလည်းတသက်ရောင်တွင်နဲ့ခက်စစ်စစ်တူပါတယ် ို့ရဲ့ကဘာကြီးရလဲလုံးဝနေလို့စာရဲမှာတင်ရတယ်ကဘာတဲကရင်မုံရင်မွားလေးများထံနေရောင်ကြီးကြားရောက်တော့အခါဆက်ပြဘူပေါင်းများနေတူ ရောင်စင်များဖြစ်ပေါ်လာတယ်တက်တက်ရောင်စင်ခုနှစ်မျိုး၏မူလအရင်အမြင့်အရောင်နေဤအလင်းအောင်အဖြူတစ်မျိုးတည်းသာဖြစ်ကြောင်းစံသက်လို့ရနိုင် ပထမဦးစွာစက်ကူကိုစဝိုင်းပုံတံညှက်၍စဝိုင်းပေါ်တွင်တက်တန့်ရောင်စဉ်ခုနှစ်မျိုးရအောင်ရောင်စုံခဲတံချီချေပါထို့နောက်ကတ္ထုစက်ကူတွင်ကပ်ပြီးစဝိုင်းပုံဟု၌အပေါက်ဖောက်ကဝေယုံအဖြစ်လုံချောင်းငယ်တစ်ခုကိုတက်၍စဝိုင်းကိုမှုန့်နေအောင်လဲမူသည့်အချိန်အရှင်ယူခဲ့လိုက်ပါ ဆဝိုင်းပေါ်ကအယောင်တွေကိုကြည့်လိုက်တဲ့အခါခြေတော်တမျိုးရဲ့ဉာဏ်နဲ့ထုံနဲ့နီတူတတန့်ပေါ်တွင်ရောင်စဉ်ခုနှစ်မျိုးမြင်ရတော်လဲထိုရောင်စဉ်များ၏မူလအရင်းခံအယောင်တွင်နေဤအလင်းရောင်အချို့တမျိုးတည်းသာဖြစ်နေသည်မှလည်းဤသဘောပဲဖြစ်ပါသည်